ဒီနေ့အိတ်ဆဲထဲမှာတွက်ချက်မှုလုပ်ငန်းလေးစလုပ်တော့မယ်အဲ့တော့အိတ်ဆဲထဲစဝင်တာကတော့ Austria မှတ်ဘလူးပုံလေးကိုနှိမ့်မယ်ပြီးရင် EXC ရဲ့အိတ်ဆဲလိုရိုက်ထည့်ပြီးရင်ဒီလိုအိတ်ဆဲလေးပေါ်လာအိတ်ဆဲမှာနှိမ့်လိုက်နော်အဲ့တော့အိတ်ဆဲလေးရောက်သွားပြီဆိုရင်ဆက်စချင်းသူက version မှာ version အဟောင်းတွေကတော့သူကတန်ပြီးစားရွက်အစ်စ်ထွက်တယ်ဒီလို version 2019ကျတော့ဒီမှာဒီလိုလေး blank wall post ဆိုတာလေးကိုအရင်ကလစ်နှိမ့်လိုက်ရမယ်နော်နောက်သူ့မှာက ABCD တွေရှိတယ် Excel မှာ ABCD တွေကို column လို့ခေါ်တယ်1 2 3 4တွေကို row လို့ခေါ်တယ်။နောက်အဲ့ A ရဲ့အပေါ်မှာရှိတဲ့ဒီမှာမြင်နေရတဲ့ A1 တို့ FX တို့ရှိတဲ့ဘာတန်းလေးကိုတော့ formula ဘာလို့ခေါ်တယ်။ Excel ဒီတွက်ချက်မှုလုပ်တဲ့ဘာတန်းလေးဒီ formula ဘာပို့ပါလာလိမ့်မယ်နော်။အဲ့တော့ Excel ထဲမှာစာစာရိုက်တော့မယ်ဆိုရင်ကိုရိုက်ချင်တဲ့ဆဲကွက် column B ရို number 2စုံတဲ့အကွက်လေးမှာဒီလိုလေးတစ်ချက်နှိပ်လိုက်။ဒါဆိုဒီလိုဖောင်လေးရောက်သွားရင်ဒါ edit cell လေးရောက်သွားပြီ။အဲ့ဒီမှာစာစာရိုက်တော့မယ်။ NO လို့ရိုက်ထည့်မယ်နံပါတ်။ပြီးညာဘက်တစ်ကွက်ကိုရွှေ့ကြည့်ရင် keyboard က keyboard ဆိုတာအခုဒီ on screen keyboard ကိုကြည့်လိုက်နော် keyboard မှာဒီအလဲလေးမှာရှိတဲ့ up arrow down arrow right arrow အခု right arrow တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင် right arrow ဒီလက်ရှိ active setting ကစောစောအားဒီ b2 မှာရောက်နေတဲ့အချိန်မှာ right arrow key တစ်ချက်နှိပ်လိုက်ရင် c2 ကိုရောက်သွားလိမ့်မယ်နော်တကယ်လို့ဘယ်ဘက်ကိုပြန်ရွှေ့ကျင်နေဆိုရင် left arrow နှိပ်ဒါလေးကို right arrow keyboard ကဒါလေးတွေသုံးလို့ရတယ်အဲ့တော့အခုလောလောဆယ်နံပါတ်ပြီးသွားရင်တော့စာလေးရိုက်ထည့်ကြမယ် name ပြီးရင် keyboard က right arrow key တွေနှိပ်မယ် education education ရပြီးတော့နောက်ထပ် right arrow key နှိပ်မယ် address ပြီးတော့ enter ခောက်လိုက်ရမယ်เนาะအဲ့တော့အခုရောက်သွားတဲ့အကွက်လေးကို column e row number 3စုံတဲ့နေရာမလို့သူ့ကို e3 လို့ခေါ်တယ်အဲ့တော့ဆဲကွက်လေးကိုဒီဘက်က b3 မှာရိုက်ချင်တာဖြစ်တဲ့အတွက် b3 အကွက်မှာ click နှိပ်လေးရတယ်ဒါမှမဟုတ် keyboard က left arrow key နှိပ်ပြီးတော့သွားလေးရတယ်เนาะပြီးရင်နံပါတ်လေးရိုက်ထည့်မယ်1 ဝမ်လို့ရိုက်ချက်ပြီးအန်တက်ခောက်လိုက်ရင်ဒီဝမ်ဆိုတဲ့နံပါတ်၄သည်ညာဘက်ကိုကတ်နေတယ်။အိတ်ဆဲထဲမှာနံပါတ်၄သည်အော်တိုညာဘက်ကတ်တယ်။အဲ့တော့သူ့အောက်က1 2 3ကိုအစင်လိုက်လိုချင်တာဖြစ်တဲ့အတွက်ဒီဘေးကဒီမှာ plus sign နဲ့ဖြစ်အောင်ထားမယ်။ပြီးရင် bevel လက်က control key keyboard က control key ပြန်ပြမယ်နော်။ ဘယ်ဘက်လက်ကကီးဘုတ်ကဒါလေးကိုပြောတာဒီ control key ကိုဖိထားရမယ်နော်ဘယ်ဘက်လက်ကဒီ control key ကိုဖိထားတဲ့အချိန်မှာညာဘက်လက်ကအခု active cell လေးကဒီပေါ်ကိုရောက်နေရမယ် plus လေးဖြစ်ရမယ်ပြီးရင်ဘယ်ဘက်လက်က control ကိုပြီးညာဘက်လက်ကကီးဘုတ်ကနေဖိပြီးတော့ကြတော့အောက်ကိုဆွဲချလိုက်အဲ့တော့ဒီမှာကိုလိုချင်တာ30 ठी လိုချင်တယ်ဆို30 ठी ဆွဲပြီးရင် control လွတ်လိုက်လို့ရတယ်အဲ့တော့ဒါလေးကို alignment center သွားမယ် home tab ဖြေက alignment grid အပေါ်က center button လေးကိုသွားပြီးလို့ရတယ် တခုတော့ရှိရဲဒီလိုမျိုး1 2 3 4တွေကို control တွေမတုံးချင်ဘူးဆိုရင်လည်းရတယ်เนาะဒီအခွက်လေးမှာ click နဲ့ဝင်လို့ရတယ် enter call 2 enter 3ဒါကတော့အစင်လိုက်တာရိုက်ထည့်သွားလို့ရတယ်ဒါပေမဲ့အိဆဲရဲ့အာသာချက်ဖြစ်တဲ့အတွက်သူဒီထိပ်ဖက်ကနေပြီးတော့သူကဒီနှစ်ကွက်ကိုဒီလိုမျိုးလေးဆက်လက်မှတ်မှတ်ပြီးတော့ဒီဘေးကဒီမှာ plus line ရေးဖြစ်ရင် mouse ကနေ click နဲ့ဖိပြီးအောက်ကိုဆွဲချလိုက်အဲ့လိုနည်းနဲ့လေးသုံးလို့ရတယ်နံပါတ်ခေါ်ထည့်တာเนาะ အဲ့တော့ဒီနံပါတ်လေးကိုအလဲကိုပို့ခြင်းနေဒါဆိုရင် alignment အပေါ်က center button လေးကိုနှိပ်လိုက်လို့ရပြီအဲ့တော့အချင်းကျဲပြင်ခြင်းနေအချင်းကျဲဆိုရင် B နဲ့ C နဲ့ကြားမှာမြားနှုတ်ခုပြင်ပြီးပြီးတော့အတွင်းဘက်ကိုဆွဲချုံလိုက်ဒါအချင်းကျဲပြင်တာနော်နောက် number ပြီးတော့ name ကိုလည်းနည်းနည်းလေးချဲမယ် education ကိုလည်းချဲမယ်နောက်တစ်ခါ address ကိုနည်းနည်းရှိရှိလေးယူလိုက်မယ်ပြီးသွားရင်သူတို့ဘောင်ခတ်တော့မယ်ဘောင်ခတ်မယ်ဆိုတဲ့အလဲမှာအဖြူအောင်လေးဖြစ်အောင်ထားပြီးပြီးအောက်ကိုဆွဲချပါမယ် ပြီး alignment center လေးကိုသွားမယ်ပြီးရင်ဘိုးလောက်ချင်တယ် B button လေးမှာနှိပ်လို့ရတယ်နော် site ပြင်ချင်တယ်ဒီဘေးက down arrow မှာနှိပ်ပြီးတော့ site ကိုစနစ်လောက်ထားပြီးလိုက်လို့ရတယ်ဒါဆိုရင်တော့ဒီဘက်ကအကွက်တွေမလိုချင်တော့လို့ဖြတ်ချင်တယ် click နှိပ်ဖိပြီးတော့ drag နှိပ်ဆွဲ keyboard က delete key နှိပ်ဖြတ်လိုက်လို့ရတယ်နော်အဲ့တော့ဒီမှာဘောင်းလေးခတ်ချင်တယ်ဘောက်ခတ်မယ်ဆိုရင်ကိုလိုချင်တဲ့အကွက်မှာအဖြူအောင်လေးကိုထား mouse ကနေ click နှိပ်ဖိပြီးအောက်ကိုဆွဲချတယ် ဘောက်ခတ်တာက home depth တွေက font ရဲ့အပေါ်မှာဒီမှာ border pattern လေးရှိတယ်။သူ့ရဲ့ညလေးကိုရွှေ့သွားလိုက် all border ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်ဘောက်လေးခတ်သွားပြီနော်။ print ကြည့်ကြမယ်။ file ကပြစ် savet ရဲ့လို့အနေထားဘလို့လေးရလာမယ်ဒီလိုပုံစံလေးရလာတယ်အဲ့တော့ဒီပုံစံမှာကိုကခေါင်းစဉ်လေးတွေအကူနည်းနည်းလေးပါလို့ချဲကျင်နေဒီ line တွေပြင်ကျင်နေဒါဆိုရင်တော့ဒီရှေ့ကမျှလေးကိုပြန်သွားလိုက် သူကအမြင့်ပြင်ကျင်တာဖြစ်တဲ့အတွက်ဒီ row number 2နဲ့3တို့လိုချားပေါ့နော်အဲ့လိုလေးမြားလေးနှစ်ခုဖြစ်အောင်ထားရမယ်ပြီးပြီးတော့အောက်ကိုဆွဲချလိုက်အဲ့တိုင်းပဲ3နဲ့4အောက်ကိုဖြည်းဖြည်းချင်းဆွဲချအဲ့တော့အဲ့လိုပြင်လိုက်တဲ့အချိန်မှာဒီမှာနံပါတ်၄ဒီ name လေးတွေအောက်ကိုကတ်သွားတဲ့အတွက်အလှယ်ကိုပို့ခြင်းနေဒါဆိုရင်တော့ PP ဆက်လက်မှတ်မယ် alignment နေရာ center ရဲ့အပေါ်မှာနောက်ထပ် middle align ဆိုတာလေးရှိရဒါလေးကိုနှိမ့်လို့ရတယ် ဆက်လက်ဖြုတ်လိုက်လို့ရပြီအဲဒီဆဲခွက်ရဲ့အမြင့်ကိုကိုကသဘောကျတယ်ကျန်တဲ့အကွက်တွေကိုလည်းပြင်ကျင်တယ်ပြင်လို့ရတယ်ဆဲခွက်လေးမှာကလင်းနှိပ်ပြီးသွားရင်သူကအမြင့်နေပြင်ကျင်တာဖြစ်တဲ့အတွက်ဒီအပေါ်ဆုံးကိုကြည့်ကြမယ်အပေါ်ဆုံးမှာဆဲခွက်ရဲ့ပွား format ပြင် row height ဆိုတာလည်းရှိတယ်ဒါဆိုအမြင့်က25.5တဲ့အဲ့တော့ UK နဲ့ထွက်လိုက်အဲ့တော့အခုဒီပြင်ထားတဲ့တန်ဖိုးက25.5က န်တဲ့အမြင့်တွေကိုပြင်ကျင်တယ်ဆိုရင်ကျန်တဲ့အမြင့်ရဲ့ဒီ rule number 4ပေါ်ကိုတင်အဲ့လိုမြှောက်အမဲလေးပေါ်ရမယ်နော်ပြီးရင်ဖိပြီးတော့အောက်ကိုဆွဲချလိုက်ပြီးရင်အမြင့်ပြင်မယ်ဆဲရဲ့အပေါ်ကတက်ကတော့ home tab ပဲနော်ဒီမှာ home tab ထဲကဆဲ group ရဲ့အပေါ်က format တောင်း rule မှာနေ rule high ပြင်ကျင်တာက25ဒသမ5 keyboard ကရိုက်ချင်မယ်25ဒသမ5ပြီးရင် okay နဲ့ထွက်ကြည့်လိုက်ဒါဆိုအမြင့်လေးပြသွားပြီနော် print လေးပြန်ကြည့်ကြမယ် file လေးက print ဒါဆိုရင်တော့အိတ်ဆဲထဲမှာဇရားပုံစံလေးဆွဲတာရသွားပါလိမ့်မယ်အဆင်ပြေမှာပါ။